အားနာတဲ့အဖေကြောင်းလိုက်ပူပေးတဲ့အမိကသာချစ်နေပြီးပညာသင်တန်းအောင်ပတ်စံရှားနေတဲ့အဖေကိုမေ့နေတယ်။အားနာတဲ့အဖေအဖေနဲ့မေးဘသူ့ကိုကိုချစ်လဲမေးတိုင်းအမိကိုကိုချစ်တယ်ဆိုပြီးပြောခဲ့တဲ့အချိန်မချူပြုံးတဲ့တစ်ဖက်ကမျက်နှာလွှဲသွားတဲ့အဖေကိုဘယ်သူမဆိုင်ဘူးလို့အားနာတဲ့အဖေ ဒိုးဆက်တွေကိုတံပိုးထားပြီးချွေးဆက်တွေကိုတတိပထားပြီးခဲ့လို့အားနာတဲ့အဖေခလုတ်တိုက်ရင်တော့အမေလိုပဲអော်ပြီးလို့အားနာတဲ့အဖေအမေမြတ်တာဖွဲ့တခြင်းတွေဆိုကြပြီးအဖေအတွက်ချင်းရှားလို့လို့အားနာတဲ့အဖေအတူရောင်တွေပေါ်တဲ့လောကကြီးမှာဟန်ဆောင်ပြီးပြုံးတက်လာတော့မှအဖေရဲ့ခံစားချက်ကိုနားလည်ခဲ့တယ် 되게 해요.